အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စွန်မွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာနော်အဲ့တော့ဒီနေ့မော်ရတာကျွန်တော်တို့နည်းနည်းလေးခံစားချက်လေးတွေ feelings လေးတွေပြောမယ်ဗျာနော်ဒါကျွန်တော်တို့မဖီးရတာလည်းကြာပြီဆိုပြီးတဲ့အဲဒါကြောင့်မို့ဒါကျွန်တော်နည်းနည်းလေးခံစားချက်တွေနည်းနည်းလေးပြောအောင်အဲ့တော့ဒါဒီနေ့မာရာကျွန်တော်တို့မထင်မှတ်ဘဲနဲ့စာချုပ်သက်တမ်းတိုးမယ်တိုးမယ်တိုးမယ်ဆိုပြီးသတင်းတွေထွက်ထားခဲ့ပေးမယ် ဒါအသင်းက တရားဝင်ထွက်ခွာတော့မှဖြစ်တယ်ဆိုပြီးလူကာမိုဒရစ်ကဒါကြောင့်တရားဝင်သူ့ရဲ့အဲစာမျက်နှာမှာကဒါရီယယ်မက်ထရီရဲ့စာမျက်နှာပါပါတရားဝင် ပြောလာတာကိုတွေ့ရမယ်ဒီနှစ်မှာဒါကျွန်တော်အသင်းရဲ့ဒါကျွန်တော်တို့တကယ်ကိုအရေးပါတဲ့တစ်ချိန်တစ်ခေတ်တစ်ခါမှာသူတို့ရဲ့အသင်းမှာသူတို့မှမရှိရင်မဖြစ်တော့တဲ့ကစားသမားတွေအသင်းကနေထွက်ခွာဖို့အတွက် ဒါတာစုခဲ့တဲ့နှစ်တနည်းလို့ပြောမယ်ဆိုရင်တော့ကျွန်တော်မှားမယ်တော့မထင်ဘူး။ဒါသိကြရတယ်ပဲဒီနေ့ဆော့ဘိုင်းမှာဒါကျွန်တော်တို့ Kevin De Bruyne အသင်းကထွက်ခွာတော့မယ်လို့တည်ရင်ဝင်ကြေညာခဲ့တယ်။ဒါပြင်ကျွန်တော်တို့က Thomas Muller တယောက်လေးအသင်းကထွက်ခွာမယ်လို့တည်ရင်ဝင်ကြေညာခဲ့တယ်။ Luka Modric ကလည်းခုလက်ရှိမှာ Real Madrid ကနေပြီးတော့ထွက်ခွာဖို့တည်ရင်ဝင်ကြေညာတော့မယ်။အဲ့လက်ရှိမှာလူကာမိုဒရစ်ကသူ့အနေနဲ့ဘောလုံးလောကအနာယူဖို့တော့အစီအစဉ်မရှိသေးပေမဲ့သူ့အနေနဲ့ရီယယ်မိုဒရစ်မှာကာလာရှိချာအနာယူပြီးနေခဲ့ပြီးနောက်မှာတကယ်ကိုကျအသင်းကနေပြီးတော့နှုတ်ဆက်ထွက်ခွာတော့ဖြစ်ပါတယ်။အဲ့တော့ ဒီကစားသမားတွေကိုကြီးလိုက်မယ်ဆိုရင်ဒီကစားသမားတွေကဒါဒီအသေးနေရဲ့နောက်ကွယ်မှာ impact ကအင်မတန်မှရှိတယ်ဒီဘိုးတွေကိုကြီးလိုက်သူများကြီးလောက် popular ဖြစ်ချင်မှဖြစ်မယ် Kevin De Bruyne ဒါကျွန်တော်တို့ Thomas Muller Luka Modric ဒါပေမဲ့ popular ဆိုရတာခုနကကျွန်တော်တို့ပတ်သက်ဖြားရဲမှာခုနကပိုင်းတာ social media တွေရှိလို့ဒါပို့ပြီး popular ဖြစ်လာခဲ့တယ်ခုနကမဲ့သူတို့ဒါကျွန်တော်တို့ဟိုဘောလုံးအသစ်အသစ်မှာဒီကစားသမားတွေက rule က immortal မှ important ဖြစ်တယ်။ Luka Modric ဆိုကျွန်တော်ကျွန်တော် Spurs ကစားသမားဖြစ်ခဲ့တဲ့လူကမူတို့ကိုကျွန်တော်အယံကြိုက်တယ်။ပြောမလို့ဒီဘက်ကျွန်တော်တခုနကကလေးဆိုတော့ဗျာကျွန်တော်ချာတိတ်ဆိုတော့လူကမူတို့နေနဲ့နှာခေါင်းပါဖြစ်နေတော့ဒီဘက်နှာဟိုနှာခေါင်းပါဖြစ်နေနှာခေါင်းကြီးကြီးနဲ့ပဲဗျာအဲ့လိုပဲကျွန်တော်ပြောနှာခေါင်းကြီးတာမဟုတ်ဘူးကောနှာခေါင်းအတာကျွန်တော်တို့နှာနုဖျက်ရိုက်ခံထားတဲ့ပုံစံဖြစ်နေတယ်ပဲအဲ့ကျွန်တော်ပဲအဲ့တော့လူကမူတို့ကွင်းလဲဟာတော့မူတို့ကြီးအယံမိုက်တာအဲ့တော့ဒါခုနကဘောလို့သပင်ကိုရှေးဦးမှလူမူတို့ကလှ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 အယံမိုက်တယ်ပဲဗျာအဲ့တော့ လူကဘိုးတွေ့ခဲ့တကယ်ကျွန်တော်ကွင်းလက်ပိုင်းမှာစပါတင်အတွက် impact ရှိခဲ့ပေမဲ့လားစပါတင်အတွက်လည်းသူ့အနေနဲ့တကယ်ကိုကောင်းသောလာခြင်းနဲ့ကောင်းသောထွက်ခွာခြင်းတစ်ခုဖြစ်ခဲ့တယ်။လူကဘိုးတွေ့အနေနဲ့ဒါကျွန်တော်တို့ Gareth Bale လိုပဲဒါကျွန်တော်တို့လက်ရှိ Real Madrid အသင်းကိုပြောင်းခဲ့ Real Madrid အသင်းမှာ legend တစ်ယောက်ဖြစ်ခဲ့တဲ့လူတစ်ယောက်ဖြစ်ခဲ့တယ်။ဒါ Real Madrid အသင်းရဲ့အဖိုးအဖိုးမဖြတ်နိုင်ခဲ့တဲ့ဒါကစားသမားတွေတယောက်ဖြစ်ခဲ့တယ်။ဒါကွင်းလက်ကစားသမားတွေထဲမှာဒါကျွန်တော်ရှာရှာပါပါအကောင်းဆုံး individual ရှုတွေကိုရခဲ့တဲ့ပြင်ကိုသူ့အနေနဲ့ Croatia အသင်းကိုပါဒါကျွန်တော် next step ပေါ့နော် next level တစ်ခုကိုဆွတ်တင်ပေးခဲ့နိုင်တယ်။ အခုကိုတင်မလို့ကိုပြောတာတော့မဟုတ်မဲ့စပါတင်ပြိတ်သက်တရားအနေနဲ့ကျွန်တော်ပြောပါဆိုရင်တော့တိတ်ပြီးတော့ဒါဂုံယူစရာကောင်းတဲ့ကျွန်တော်တို့ကဒီကစားသမား2ယောက်ဆိုပြောလို့ရတယ်ဒါအသင်းကထွက်ခွာသွားပြီးတာတကယ်ကိုပေါက်ပေါက်ရရဖြစ်ခဲ့တော့လူကာမိုဒရစ်တယောက်အကြောင်းပြောမယ်ဆိုရင်ဒါကျွန်တော်မှတ်မှတ်ကျွန်တော်ပေါ်မှာအမှတ်မိဆုံးချက်တစ်ခုရှိတယ်လူကာမိုဒရစ်ဆဆအသင်းပြောင်းပြီးရောက်ရောက်ချင်းနှင့်ပါကျွန်တော်ထင်တယ်မာကာတိတ်နဲ့ဒါမှမဟုတ်ကဘယ်လိုဘယ်ကလည်းမသိဘူးဗောနော် တနစ်တာအစိုးရဆုံးခေါ်ယူမှုမှာလူကာမိုဒရစ်ကနံပါတ်3လားနံပါတ်2လားတချို့သောကောလာမှာနံပါတ်1တောင်ကြားတယ်အဲ့တော့အခုအစိုးရဆုံးခေါ်ယူမှုတွေထဲမှာဒါကျွန်တော်လူကာမိုဒရစ်ကဒါ feature ပါခဲ့တယ်ဒီကစားသမားတယောက်ကနေအခုလက်ရှိမှာဒါကျွန်တော်တို့ Real Madrid အသင်းနဲ့တူတာ Champions League တွေ Individual Award တွေခင်ဗျာရှီတမျ UEFA Team of the Year of the Man of the Year ဒါရှီတမျ Super League မှာတမျောက်လူကာမိုဒရစ်ရယူနိုင်ခဲ့တယ်ဒါပေမဲ့သူ့အကြောင်းခင်ဗျာကျွန်တော်တော်ဝင်အောင်မကြောက်လူအေး ဒါတကယ်ကိုလူတွေခရိုအေးရှားကစားမတာကိုင်းထဲမှာပဲစကားပြောတယ်ပဲဒါအပုံစကားတွေမပြောလူစကားတွေမပြောသူလှုပ်ဆရာရှိတာလှုပ်တယ်ပဲလူတိုင်းကခုနပြောသူပဲလူကာမိုဒရစ်ဆိုတဲ့အရာတစ်ခုကိုကျွန်တော်တို့အငြင်းနဲ့တစ်ဖွက်ဖွက်ပြောနေစရာမလိုပေမဲ့ကိုင်းထဲမှာလူကာမိုဒရစ်ဆိုတဲ့နာမည်တစ်ခုကိုကြားလိုက်ပြီးဆိုရင်လည်းဒီနာမည်ကအော်စိတ်ချမှုတစ်ခုကိုပေးတယ်ပေါ့နော်လူကောင်းတစ်ယောက်ဆိုတာဒါပဲဗျခုနပြောသူကြောက်ရရနာဒိုတို့မက်ဆီတို့လိုမျိုးတည်းကျွန်တော် လုံးဝဝန်ထမ်းကြီးကျဲနေတဲ့လူတယောက်လည်းမဟုတ်ဘူးကိုင်းထဲမှာဒီပဲပါလာရင်ခမရဲ့စိတ်ခံစားမှုမှာအော်โอเค ငါတို့ရဲ့ကွင်းလေကတော်တော်လေးကိုအဆင်ပြေနေပြီဆိုတော့အဲ့တော့ကျွန်တော်တို့ကငယ်ရုံးကကျွန်တော်အဖေပြောမှုတဲ့စကားတခုရှိပါဘောလူတယောက်ကမင်းနာမည်ကြားလိုက်ရရင်အဲ့နာမည်ပေါ်မူတည်ပြီးခံစားရတဲ့ခံစားချက်ကမင်းကိုယ်တိုင်လုံမရမယ့်အပြုမှုပဲဆိုတဲ့ဥစ္စာတခုကျွန်တော်အဖေကျွန်တော်တင်ပေးမှုတယ်အဲ့ဒီနာမည်ကတကယ်ပဲဥမာကျွန်တော်လည်းဝင်လာပါဒေးဗ်လို့ပြောလိုက်ခင်ဗျားတို့ယင်ထဲမှာခင်ဗျားတို့မျက်စိထဲမှာဘာလို့မြင်လဲမြင်ထားတာတွေအကုန်လုံးကကျွန်တော်ပြုလုပ်ထားတဲ့အရာတွေပဲလူကာမိုဒရစ်ကြောင့်ပြောဒါပေမဲ့ဒီလူလူကာမိုဒရစ်ကသူများရတာပီယာမာချာမဟုတ်ဘူး လူကာမိုဒရစ်ဒီဘယ်တော့မှသူ့ရဲ့ PR တင်းကလည်းတော်တော်လေးအားနည်းတယ်လူပြောရတယ်ပဲလူကာမိုဒရစ်အကြောင်းပြောရင်ခုနကပြောလို့ခရိုအေးရှားအသင်းနဲ့တူတာကျွန်တော်နိုင်ငံအသင်းကိုဆွဲတင်ပြီးနိုင်ခဲ့တဲ့ကစားသမားရီယယ်မဒရစ်အသင်းမှာဒီကွင်းလယ်ပိုင်းမှာဘဒူရှိရှိမရှိရှိတိုနီခရုစ်နဲ့နှစ်ယောက်ဒီကွင်းလယ်ကိုဖြစ်အောင်မောင်းနှင်ပြည့်လူဒါကခရစ္စတီယာနိုရော်နယ်ဒိုတို့ပါအဲ့ အကုန်လုံးဝိုင်းတော့နေတဲ့အရာတခုကဝမ်းနေစရာဖြစ်ခဲ့တယ်ဗောနော်ဒါကျွန်တော်အကုန်လုံးဒါကျွန်တော်မှတ်မဲ့ရဇာဘီအလွန်ဆိုတာရီယယ်မက်ဒရစ်အသင်းကိုပြောင်းမဲ့အချိန်မှာဇာဘီအလွန်ဆိုတာကျွန်တော်ရီယယ်မက်ဒရစ်ကစားသမားအနေနဲ့တော့ကလူကာမိုဒရစ်ကလည်းရှိခဲ့သေးတာ哦အားသမားဇာဘီအလွန်ဆိုနေဟာဒီကောင်ငါတို့ ငါဒီပြလာလို့တော့လေဒါကျွန်တော်တကောင်ကိုင်းထဲမှာပတ်ပြေးနေပါလားဆိုတော့အကုန်လုံး wind out ခဲ့ပြီမယ်အခုလက်ရှိမှာအိမ်မက်တွေကအကောင့်ထဲမှာပေါ်နိုင်တော့ဘူးဗောနော်ဒါဇာဘီလုံးဆိုတဲ့ချိန်ကတွဲဆော့ခဲ့တဲ့လူကာမူဒရစ်နေနဲ့အခုလက်ရှိမှာကိင်းထဲမှာအတူတူဒါကြောင့်တွဲဆော့မှုမြင်ခဲ့တော့မူဒရစ်ဒီနေအခုလက်ရှိမှာအနားယူဖို့ရှိလားမရှိလားကျွန်တော်လည်းမသိခဲ့ဘူးဒါပေမဲ့ကောလာဟာလာတွေကမူဒရစ်နေနဲ့ပရီးမီးယားလိဂ်ကိုတော့တစ်နှစ်သုံးပုံနှစ်နှစ်လောက်တော့ပြန်လည်ပြီးတော့ပြောင်းရွှေ့ခြင်းနဲ့ဆိုတဲ့သတင်းထွက်လာခဲ့တယ်ဒါပေမဲ့တကယ်ကိုမိုက်တဲ့သတင်းတစ်ခုကလူကာမူဒရစ်နေနဲ့အခုလက်ရှိမှာအင်တာမိုင်အမီကိုပြောင်းမှုအတွက်အပေါင်းလက္ခဏာဆောင်တဲ့ဆွေးနွေးမှုတွေကိုလည်းစတင်ပြုလုပ်နေတယ်ဆိုပြီးတော့ ော့ကောလာဟာလာဆဆန်သတင်းတွေထွက်နေတယ်။အဲ့တော့ပြောချင်တာလူကမိုးတွေတွေနဲ့သူဟာအကောင်းဆုံးတွေကိုရှာရှာပပထိုက်တဲ့လူတွေလို့ပြောလို့ရတယ်မဟုတ်ပါဘူး။ဒါခုနကပေါ့ဆိုပေါက်ကရနမေတွေပေါက်ကရသတင်းလေးပေါက်ကရဆန်တဲ့ဥစ္စာတွေလုံးဝလူကမိုးတွေဆီကမရှိခဲ့ဘူး။ကိုင်းထဲမှာစကားပြောတယ်။ဒါခုနကသူများတွေလို့ဒါကျွန်တော်ဟာ shit talk လို့ပေါ့သူနဲ့စိတ်မစားဘူး။တကယ်ကိုလူရိုးလူအေးတပြောမယ်ဆိုဟို ကျွန်တော်တို့ကအမှတ်မိလွယ်တဲ့လူတွေရပါဘောနော်လူကမိုးရဲ့ကိုယ်အသင်းမှာလည်းကစားခဲ့တဲ့ကစားသမားပြောင်းပြတဲ့ကြောင့်မို့တကယ်ဟုတ်တာလူကမိုးဂရစ်လို့နာမည်တစ်ခုကြားလိုက်ုံနဲ့ကိုတကယ်ကိုသဘောကျလို့ကောင်းတဲ့လူတယောက်လို့ကျွန်တော်နာမည်နဲ့အော်ဒီနေ့မှာဒီလူမှုကစားသမားတွေကြီးပဲကျွန်တော်တို့ဒါအသင်းကနေပြီးတော့ထွက်ခွာခဲ့တယ်။သောမက်စ်မူလာဆိုတဲ့ဒန်မန်လာကျွန်တော်ခုနပြောသလိုပဲသောမက်စ်မူလာကဗယုတ်ကျလို့လူတွေမှတ်မိတာဗောနော်ဒါတကယ်ဟုတ်တာသူ့ရဲ့နေရာတစ်ခုလို့တော့သတ်မှတ်တဲ့ကစားသမားတယောက်ကေဗင်ဒရိုင်းနာဆိုရင်လက်ရှိမှာဒါ Manchester City အသင်းကိုယ်တိုင်ကရုတ်ထုတောင်မှထုပေးရတဲ့အထိကို legend တယောက်အနေနဲ့သတ်မှတ်ရတဲ့ကစားသမားတယောက်ပေါ့နော်တော့ဒီနေ့မှာတော့ကျွန်တော်နှုတ်ဆက်ခွက်ခွာမှုတွေကတော့ဒါကျွန်တော်တို့ Crawley ကိုခါသိတယ်ဒါပေမဲ့ဒီကြားထဲမှာကျွန်တော်နေလက်မခံခြင်းမဲ့လက်ခံရမှာတခုကကျွန်တော်တို့ဒီအချိန်တစ်ခုပါပဲလူကမိုးရစ်ကကျွန်တော်ခုနပြောတဲ့ Harry Kane လို့ပါလို့ကျွန်တော်ရဲ့ Messi ရှိမှတယ်တကယ်ကိုလူကြီးလူကောင်းလူတော်တယောက်ဖြစ်လာခဲ့တဲ့လူကြီးတွေကတယောက်ဖြစ်တယ်ကိုယ်ဒီမျက်စိရှိမှရင်တကယ်ကိုလမ်းပြန်ထွက်နေတဲ့ကစားသမားတယောက်ကနေကစားသမားဘောအနားယူသွားရင် ငါတို့လည်းအခြေအနေဘယ်လောက်ထိကြံသေးလဲဆိုတဲ့မိကုံကော့ကိုတကယ်ပြန်မေးပြီးတော့အမှန်ပဲလူကမိုရီရဲ့ဥနာဂျန်နီတစ်ခုလုံးကိုစပါးကစားသမားဒါကျွန်တော်တို့မမဲ့ရဂရေကအခုချိန်ထိမျက်စိတောက်တောက်ပြီးကြည်လာခဲ့တဲ့ကစားသမားတွေတန်းပါတယ်ဘောနော်ဥနာလူကမိုရီကိုကိုယ်တွေ miss ဖြစ်သွားရဆိုတဲ့ဥစားနဲပါတယ်လူကမိုရီနေနဲ့ဘယ်တော့မှမညီမညူဘူးသူနဲ့သူခုနကပြောလို့နေရာမရောက်ရတဲ့ကနေရာရောက်ငါငါကြိုးစားမယ်ပြောမယ်ဆိုတော့ဥနာပြောလို့ပဲစကားပြောနေပြီးအလုပ်များများလုပ်တဲ့လူတွေထဲမှာလူကမိုရီပါတယ်ဘောနော်အဲ့တော့ နှမျောဖို့ကောင်းတယ်ဗျဒီဟာတွေကိုဒီလိုမျိုးသတင်းတွေကြားလာရင်ငါတို့ကတကယ်အသက်ငယ်တော့ပါလားဆိုတဲ့ psychology ကတော်တော်လေးကိုခေါင်းထဲဝင်ရောက်လာတဲ့ဆွဲစကားတခုကျွန်တော်နဲ့စတင်ပြီးပြောချင်တယ်တကယ်ကိုခုနပြောလိုပဲအချိန်လေးဟာကုံဆုံးတာမြန်ကန်ဟိုတော်တော်လေးမြန်ဆန်တယ်အဲ့တော့ဒီတစ်ခါကြိုက်မြန်နဲ့တွေးပြီးဗျဒီအချိန်မြန်ဆန်လို့နဲ့အချိန်ဒီမှာငါတို့များဘာတွေများလုံလုံပြီးနေလဲပေါ့နော်ငါတို့လုတ်တာတွေရောမှန်အောင်မှန်ရဲ့လားဆိုတဲ့အတွေးတွေလည်းဝင်မိပါတယ် တကယ်တမ်းပြန်စမ်းစကြည့်မယ်လူကမိုးတွေဂျီအနာယူသွားကျွန်တော်မနိုင်မလူကမိုးတွေအနာယူသွားတကယ်အခုချိန်ကြီးကိုအနာယူသွားဆိုတော့ဟိုနဘလွယ်တာရီယယ်မက်ဒရစ်ကထွက်တော့မယ်ဆိုတဲ့တင်းချတဲ့ချိန်မှာမအားလို့မငယ်တော့ဘူးပေါ့နော်ဟိုဒီဘဲခုနမမဲရတာရီယယ်မက်ဒရစ်ကိုပြောင်းရွှေ့သွားတဲ့ချိန်မှာဩနှမျောမိတဲ့ကစားသမားရဲ့ရှာရှာပပတယောက်တည်းမှပါပါတယ်ဒါပေမဲ့ကိုအတွင်းကထွက်ပြီးအောင်မြင်တဲ့ကစားသမားကိုကျွန်တော်တို့ဝမ်းသာတယ်အမြင်နဲ့ဒါကျွန်တော်တို့ဒီဘဲကိုအမြင်နဲ့အမြင်နဲ့ appreciate ဖြစ်တဲ့ တကယ်ပါလူကာမိုဒရစ်ကနောက်ကြောင်းမက်ကလပ်မှာလည်းအကောင်းဆုံးဖြစ်ပါခဲ့ခင်ဗျားတို့ခင်ဗျားခုနပြောလို့ဟာလာမက်ဒရစ်ကလည်းခင်ဗျားအကောင်းဆုံးဒါရက်ဆက်ပရှင်တစ်ခုပြမဖြစ်ပါတယ်အဲ့တော့လူကာမိုဒရစ်နဲ့ဒါကျွန်တော်တို့ရီယယ်မက်ဒရစ်နဲ့ဒါကျွန်တော်တို့ဒီနှစ်ကုန်ရင်တော့လမ်းခွဲတော့မှဖြစ်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ရဲ့ချိန်နေကုန်တာတအားမြန်တယ်လို့ပဲဆိုမှတော့ပါပါတယ်တကယ်ပါလောက်ပါပဲ ချိန်ကတော့ဘလူမှမဆောင်ဘောနော်ကိုရီသာသက်ကြီးသွားတယ်လောက်ပါပဲဘလုံးဘွဲတွေကိုကြီးရှုတင်နေဆိုရင်တော့ youth sport media 3 points နဲ့ဒီ for you တို့မကျင်းလို့ဆိုပေါ့ကိုညိုရပါတယ်မြန်မာပြည်ကလပ်ဖို့မပေးကြပါနဲ့ဗျအောက်က comment တွေမှာလည်း youth sport media 3 points နဲ့ tv for you ရဲ့ link လေးတွေကိုထည့်ပေးထားကြကြောင်းများတော့ကိုညိုပြလို့ရပါတယ်ကျွန်တော် youtube channel လို့ like and subscribe လုပ်ပြီးတော့အားပေးကျွန်တော်အာ လိုက်ကစပ်ကလေးကျွန်တော်အပိတ်လို့ရပါတယ်။မြန်မြလေးနဲ့ကလစ်ဖို့မမေ့ကြပါနဲ့ဗျာ။မြန်မြကလစ်မမြန်နိုင်ဖြစ်ပါတယ်။အားလုံးပဲကြိုတူပါဗျာ။ကောင်းမွန်တော်နေဒီနေ့ဖြစ်ပါစေ။ဆုမွန်ကောင်းတောင်းပေးနေပဲ။ကျွန်တော်တော့တောက်ပြပါအောင်။အားလုံးပဲကြိုတူပါဗျာ။မြန်မြကလစ်ဖို့မမေ့ကြပါနဲ့။မြန်မြကလစ်မမြန်နိုင်ဖြစ်ပါတယ်။အားလုံးပဲကြိုတူပါ။ဒေးပါပါဗျာ။